ရန်ကုန်တိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးကိုချိတ်ဆက်မဲ့ရန်ကုန်လှိုင်သာယာညောင်တုံးစကောဇလုံးဟင်းတရရထားလမ်းပိုင်းကိုမေလ24ရက်နေ့ကစတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပါတယ်။အဲဒီရထားလမ်းပိုင်းဟာ89တသမ86မိုင်ရှည်လျားပြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတို့အထိအလွယ်တကူသွားလာနိုင်စေပေမယ့်အပြင်ကုန်စည်ပို့ဆောင်မှုတွေလည်းအဆင်ပြေစေမယ့်ရထားလမ်းပိုင်းဖြစ်တယ်လို့သိရပါတယ်။ အရာရီနောက်ချမ်းစစ်တော်အချင်းတို့မြေနောက်ချမ်းဒေသတွေကြတော့သူကရမုံမြို့ကိုတည့်ရိုက်ပုတ်တယ်ယထာတန်ဒီနေ့မှအစပြုခွင့်နိုင်တယ်သူကသူအပိုင်းလိုက်ကတော့ရှိတယ်ကျွန်တော်ဟင်္ဒရာအသိနောက်ကဟင်္ဒရာကြံငင်းနောက်တကဟိုဘက်ကကြံငင်းပခုတ်ဘူးစသည်အပြင်ဒီလိုလေးတွေတော့ရှိပြီမယ်ရမုံမြို့ကိုတည့်ရိုက်ခုနစစ်တော်မြေနောက်ချမ်းနဲ့ sorry ကျင်းနမြေနောက်ဆန်းနဲ့ဖရဲရီနောက်ဆန်းနေကိုရန်ကုန်တည်းရရထားနဲ့သွားနိုင်တဲ့လမ်းပိုင်းကဒီနေ့မှစပြီးဖွင့်လိုက်တာအဲဒါကြောင့်မလို့ဒါလေးကတခုကြားတယ်လို့ပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကလည်းပဲဒီလမ်းကြီးကဒီနေ့လမ်းပိုင်းကိုဆက်ပြီးလိုက်တဲ့အတွက်ရန်ကုန်ကနေပြီးတော့ဒီလိုက်သားနေပြီးတော့ဇာတိနေဖွင့်လာဆိုရင်ခုနမိုင်မောင်းဟလာ69မိုင်မိုင်90နီးပါးရှိတဲ့လမ်းပိုင်းကကျန်ရလာမှာအဲဒီကျန်ရနေတဲ့ဆင်ဒါကျွန်တော်တို့ ဆုံးဆိုရင်ပသိမ်ရှိရောရထားနဲ့သချုပ်သွားလို့ရတယ်။မြောက်ဖက်ဆိုရင်ဒါသူတိုင်းကို၄တိုင်းတော့ဖြတ်သွားတယ်။ဒီအရတိုင်းပါတယ်။နောက်တခါကျွန်တော်တို့ဘရောင်းမြို့နယ်စစ်တပ်ဘုဘတိုင်းဖြတ်သွားတယ်။အဲသူ့ကိုကြုံသွားရင်မကွေးတိုင်း။အဲဟိုဘက်ကျမကုတ်ကူလို့ပါတော့နောက်တခါဟိုဂန်ကောလာမယ့်ဆိုလို့ရှိရင်ဒါသခိုင်းတိုင်းနဲ့ရောက်သွား။အဲတော့တိုင်းနဲ့ပြည်နယ်၅ခုလောက်ခန ARD နဲ့ချင်းတဲ့နောက်ချမ်းကဒေသခံပြည်သူတွေရန်ကုန်တို့ရှောက်ရထားနဲ့လာနိုင်တယ်ဆိုတဲ့အွန့်လန်းအား ခုနမြန်မာနိုင်ငံမှာယထာစပိုးပြီးတော့1139နဲ့ကြာတယ်ဒီနေ့မှလည်းတောင်းကျပေါ်တယ်လို့ပြောလို့ရတယ်ဒီလမ်းကြီးသည်တိုင်တရာကနေပြီးတော့ဟင်္ဒရာကူတာဖွင့်ပြလိုက်တာဟင်္ဒရာတစ်ဆင့်ဆိုတော့ပသိန်းကိုကျွန်တော်တို့ကသွားလို့ရတယ်ဒါပေမဲ့အဲ့လမ်းကလည်းလေးကွေ့အခုလက်ရှိကျွန်တော်တို့ဖောက်နေတာပသိန်းကနေပြီးတော့တကတကကနေအိမ်မဲအဲ့ဒါဒီတောင်မချမ်းပေါ့တောင်မချမ်းကနေပြီးတော့လိုင်သာကိုတက်ရိုက် ရောက်ဖို့လမ်းဖြစ်ပါတယ်အဲ့လမ်းမှာပြောလို့ရှိရင်ကိုရင်းကျန်တဲ့လမ်းမရဘယ်လောက်ကျန်လဲကျန်တဲ့လမ်းမရ39မိုင်လောက်ပဲကျန်တော့39မိုင်အဲ့ဒီ39မိုင်အားလည်းပဲလာမယ့်နှစ်ပွင့်လင်းရာသီပေါ့နော်56 16အဲ့ဒီမှာပြီးအောင်ကျွန်တော်တို့ကြိုးစားနေတယ်ရှမ်းကုန်းလှိုင်သာယာဟင်းဒရယထာလမ်းပိုင်းရဲ့ခီးစဉ်ကိုတရက်နှစ်ကြိမ်ပြည့်စွဲမှာဖြစ်ပြီးယထာတွဲဆိုင်အမှတ်189နဲ့180ရိုးနဲ့ပြည့်စွဲမှာဖြစ်ပါတယ်။ ပြဲဆွဲမဲ့အချိန်တွေကတော့ဟင်းသဒကနေနနက်9:00နာရီမှစတင်ထွက်ခါကလှိုင်းတာယာကိုနနက်7:00နာရီခွဲမှရောက်ရှိစေဖို့တတ်မှတ်ထားပါတယ်။ ဒုတိယခရီးစဉ်မှာတော့လှိုင်သာယာကနေနေ့လယ်2နာရီမှာပြန်လည်ထွက်ခွာပြီးဟင်းဒရာကိုည8နာရီမှာ ရောက်ရှိစေဖို့တတ်မှတ်ထားရလို့သိရပါဗျ။အဆိုပါခရီးစဉ်တွေအတွက်လက်မှတ်ဈေးနှုန်းတွေကိုတော့ရိုးရိုးတန်းအတွက်၁900နဲ့အထူးတန်းအတွက်၁1900တတ်မှတ်ထားကစတင်ပြေးဆွဲတဲ့မေလ24ရက်နေ့ကနေ26ရက်နေ့ထိကာလတွေတွင်မှာတော့အခမဲ့စီးနှင်းဝင်ဝင်ဆောင်မှုတရက်ကိုလည်းစီစဉ်ထားရလို့ယထာဘုတ်ဆောင်ရေးဝန်ကြီးဌာနမှသိရပါဗျ။